မင်္ဂလာပါလေပင်ရုပ်တံရဲ့နိုဝင်ဘာလ14ရက်နေ့မနခင်သတင်းတွေကိုတိုက်ရိုက်ထုတ်လင်းတင်ဆက်ပေးပါတော့မယ်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့တက်တန်းကုံကမ္ဘောဒီးယားလုံသား9000ကျော်ကိုတက်တန်းတိုးပွေးမိမဟုတ်ပဲ၎င်းတို့နေရာမှာမြန်မာလာအိုဗီယက်နမ်လုံသားများနဲ့အစားထိုးမယ်ဆိုတဲ့သတင်း KK ဘတ်နေမြေအတွင်းဒူးဆိုင်မှုများပြုလုပ်နေတဲ့ဇုံ3ဇုံတိုင်းအဆောက်အုံစုစုပေါင်း635လုံးရှိပြီးဇုံအလိုက်အဆောက်အုံများဖြိုချဖျက်ဆီးနေကဇုံရီအတွင်းရှိအဆောက်အုံ 130လုံးအားဖြိုချဖျက်ဆီးပြီးဖြစ်ဆိုရတဲ့အချိန်ကာလမဲ့မိုးရွာသွန်မှုကြောင့်အစောပိုင်းဆိုင်ပြိုထားသည့်မိုးစဘာအချို့ထိခိုက်ပျက်စီးမှုများရှိခဲ့ဆွဲတဲ့2025ခုနှစ်တတိယ3လပတ်အတွင်း UK အလုပ်လက်မဲ့နှုန်း900ခန်းနှုန်းအထိမြင့်တက်ဆွဲတဲ့အာဆင်နယ်ချန်ပီယံဖြစ်မယ်လို့အော့ပတာခံမှန်းဆွဲတဲ့အစရှိသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဥုံဆောင်သတင်းတစ်ပုဒ်အနေနဲ့တတန်းကုံကမ္ဘောဒီးယားလှုပ်သား900ကျော်ကို တတန်းတိုးပေးပြီမဟုတ်ဘဲ၎င်းတို့နေရာမှာမြန်မာလာအို BNN လုံသားများနဲ့အစားထိုးမယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။တတန်းကုံကမ္ဘောဒီးယားလုံသား9000ကျော်ကိုတတန်းတိုးပေးမှာမဟုတ်ဘဲ၎င်းတို့နေရာမှာမြန်မာလာအို BNN လုံသားတွေနဲ့အစားထိုးမယ်လို့ The Nation သတင်းစာမှာဖော်ပြထားပါဗျ။ ထိုင်းလုံသမားဝင်ကြီးကကမ္ဘာရီးယားလုံသမား9000ခန့်အတွက်အလုတ်ပါမဲ့တက်တန်းကုံဆုံးပြီးတဲ့နောက်အစားထိုးလုပ်သားတွေအစားထိုးခေါ်ယူဖို့ပြင်ဆင်နေပြီးတက်တန်းကုံသွားတဲ့အလုတ်သမားအများစုမှာစိုက်ပျိုးရေးကဏ္ဍမှာအလုတ်လုတ်ကင်နေကြတယ်လို့ပြောပါရယ်ထိုင်းဝင်ကြီးချုပ်နဲ့ပြည်ရင်းဝင်ကြီးလည်းဖြစ်သူအနုထင်ကကမ္ဘာရီးယားနိုင်ငံသားတွေအတွက်အထူးနေထိုင်ခွင့်ပြုတဲ့ကြီးညာချက်မူကြမ်းကိုဆိုင်းငံ့ထားဖို့အတည်ပြုပေးခဲ့ပြီးတဲ့နောက် Trinish ကပြောဆိုခဲ့တာဖြစ်ပါရယ် မကြသေးမီကနေဆက်တင်းမာမှုတွေနဲ့မြေမြုပ်မိုင်းပေါက်ကွဲမှုတွေကြောင့်ထိုင်းစစ်သားအများပြားဒဏ်ရာရခဲ့ပြီးထိုင်းကမ္ဘောဒီးယားငြိမ်းချမ်းရေးကြေညာချက်ကိုထိုင်းဆိုရကစိုင်းငံ့ထားပြီးတဲ့နောက်အလို့သမားကိစ္စနဲ့ပတ်သက်ပြီးအခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အခုလိုစိုင်းငံ့ထားမှုကြောင့်ကမ္ဘောဒီးယားလူသားတွေကိုကြီးကြီးမားမားမြှီခိုနေရတဲ့စိုက်ပျိုးရေးကဏ္ဍမှာအနောက်ရှက်တချို့ဖြစ်စေနိုင်ကြောင်းအလို့သမားဝန်ကြီးကပြောပါတယ်။ မြန်မာလာအိုနဲ့ဗီယက်နမ်နိုင်ငံတွေကနေအစားထိုးအလုပ်သမားတွေခေါ်ယူဖို့လှုံ့ဆော်နေပါပြီ။ဒီကိစ္စကိုအစိုးရဖွဲ့ကနောက်ထပ်လမ်းညွှန်ချက်ပေးဖို့တင်ပြသွားမှာပါလို့ထိုင်းအလုပ်သမားဝန်ကြီးကဆိုပါတယ်။ထိုင်းနိုင်ငံမှာလက်ရှိအချိန်ကမရီးယားလုံသားသသိန်းခန့်ရှိကြောင်းအလုံသမားဝင်ကြီးကခံမှန်းထားပြီး၎င်းတို့အနက်၉တောင်းဟာတရားဝင်အလုံသမားတွေဖြစ်ကပါမစ်တပ်တန်းကုံသွားပြီးနေဆက်ဖြစ်ကြုံမှုတွေပိတ်ထားတာကြောင့်နေရက်ကိုမပြောင်းနိုင်တော့ကြောင်းသိရပါတယ်။တပ်တန်းကုံသွားတဲ့ကမရီးယားအလုံသမားတွေကို ပြည်နှင်တန်ပေးမလားဆိုတာနဲ့ပတ်သက်ပြီးဒီအလုံသမားတွေကိစ္စကိုလုံခြုံရေးအဖွဲ့အစည်းတွေနဲ့တွေးဆဆွေးနွေးမယ်လို့၎င်းကအဆက်ပြောပါတယ်။ထိုင်းနိုင်ငံမှာလုံသားရှားပါမှုပိုဆိုးလာမှာမဟုတ်ဘူး။ VNL လောက်နဲ့မြန်မာနိုင်ငံကအလုံသမားတွေအတွက် ပါမစ်တက်တန်တိုးဖို့စီစဉ်နေပါတယ်လို့အလုံသမားဝင်ကြီးကပြောပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဝင်ကြီးချုပ်ကအတိအမှတ်ပြုထားပြီးအလုံသမားရှားပါမှုကိုကာကွယ်ဖို့ကေဆိုင်အစီအမံတွေကိုစတင်လှုပ်ဆောင်ဖို့သက်ဆိုင်ရာအေဂျင်စီတွေကိုညွှန်ကြားထားပြီးအရေးသွေးပြည်မီတဲ့မြန်မာနဲ့ VN အလုံသမားတွေကိုအမြန်အစားထိုးနိုင်ဖို့စီစဉ်နေတယ်လို့သတင်းမှာဖော်ပြထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ကေကေဘတ်နယ်မြေအတွင်းဒူးဆိုင်မှုများပြုလုပ်နေတဲ့ဇုံသုံးဇုံ၌အဆောက်အုံစုစုပေါင်း635လုံးရှိပြီးဇုံအလိုက်အဆောက်အုံများဖြိုချပျက်စီးနေကာဇုံရည်အတွင်းရှိအဆောက်အုံ130လုံးအားဖြိုချပျက်စီးပြည့်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကေကေဘတ်နယ်မြေအတွင်းဒူးဆိုင်မှုတွေပြုလုပ်ခဲ့တဲ့ဇုံသုံးဇုံမှာအဆောက်အုံစုစုပေါင်း635လုံးရှိပြီးဇုံအလိုက်အဆောက်အုံတွေဖြိုချပျက်စီးနေကာဇုံရည်အတွင်းမှာရှိတဲ့အဆောက်အုံ130လုံးကိုဖြိုချပျက်စီးပြီးဖြစ်တယ်လို့သိရပါဗျ။ KK Park နယ်မြေအတွင်းမှာရှိတဲ့ဇုံရီအတွင်းမှာအဆောင်အုံစုစုပေါင်း140ရှယ်လုံးရှိပြီးအဲ့ဒီနေရာမှာ online လင်လင်းမှုတွေ၊ online လောင်းကစားမှုတွေနဲ့ဒုစရိုက်မှုတွေထပ်မံပြီးမလုံဆောင်နိုင်မှုအတွက်အဆောင်အုံအလုံးကိုဖြိုချဖျက်ဆီးသွားမှာဖြစ်ကြောင်းအဆောင်အုံ130ကိုဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းကျန်ရှိတဲ့အဆောင်အုံ925လုံးကိုလည်းဆက်လက်ဖြိုချဖျက်ဆီးသွားမှာဖြစ်ကြောင်း မြရီမဲထော်တလေ KK Park နေမြေအတွင်း online လောင်းကစားမှုတွေ online လင်လင်မှုတွေနဲ့ဒီဇိုင်းမှုတွေပြုလုပ်တဲ့စုံသုံးစုံမှာအဆောက်အုံစုစုပေါင်း635လုံးရှိရလို့သိရပါတယ်။စုံပြီးမှာအဆောက်အုံစုစုပေါင်း83လုံး၊စုံစီမှာအဆောက်အုံစုစုပေါင်း414လုံးရှိရလို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အချိန်အခါမဲ့မိုးရွာသွန်းမှုများကြောင့်အစောပိုင်းစိုက်ပျိုးထားသည့်မိုးစဘာအချို့ထိခိုက်ပျက်စီးမှုများရှိခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့အော်တိုဘာလနောက်ဆုံးပတ်အတွင်းကစတင်ခဲ့တာအချိန်ခါမဲ့မိုးရွာသွန်းမှုတွေကြောင့်မွန်ပြည်နယ်အတွင်းရှိအစောပိုင်းဆိုင်ပြူထားတဲ့မိုးစဘာတချို့ထိခိုက်ပျက်စီးမှုတွေရှိခဲ့ရလို့စဘာဆိုင်တောင်သူတွေနဲ့တပ်ဆိုင်ရာဌာနတာဝန်ရှိသူတွေရဲ့ပြောကြားချက်တွေကသိရပါတယ်။မွန်ပြည်နယ်အတွင်းနိုဝင်ဘာ17ရက်နေ့အထိမိုးရွာသွန်းမှုတွေရှိနေစေဖြစ်တဲ့အတွက်မိုးမရွာခင်ကတည်းကရေသိမ်းထားတဲ့စဘာတွေလှမ်းလို့မရဘဲဖြစ်နေကြောင်းဒီစဘာတွေကိုလှောင်ထားတဲ့ပုတ်တွေမဖွင့်နိုင်သေးကြောင်းနဲ့လှောင်ထားတဲ့စဘာတွေလည်းပိုကုန်ပြီဖြစ်ကြောင်း ဘီလင်းမြို့နယ်ကစပားဆိုင်တောင်သူတို့ကပြောပါရယ်။၎င်းကဆက်လက်ပြီးအခုမှရိတ်သိမ်းမဲ့သူတွေကတော့စပားပင်တွေလဲကုန်နေ၊မိုးရေနဲ့ပင်လယ်ရေတက်တာနဲ့ဆုံတော့ရေထဲမှာလည်းမြုပ်နေကြတဲ့ကွင်းတွေရှိတယ်။ရေထဲမြုပ်ကုန်တဲ့စပားတွေကတော့မရိတ်ကြတော့ဘူး။တချို့ဆိုရင်လဲစပားတွေရိပ်ပြီးတော့လှမ်းဖို့တလင်းမှာပုံထားတဲ့အချိန်မှာမိုးထိကုန်တာမျိုးတွေရှိတယ်။မိုးကလည်းများတော့တလင်းတွေလည်းရေမြုပ်ကုန်နေ။စပားဆိုင်ပြိုးချိန်နောက်ကျတဲ့ကွင်းတွေအနေနဲ့အဆင်ပြေသေးကြောင်း အဓိကအားဖြင့်ရိတ်သိမ်းပြီးသားစဘာတွေကိုနေမလန်းရတဲ့အပြင်ရိတ်ပြီးသားစဘာတွေလည်းရေမြုပ်ကုန်ကြောင်းတချို့သောကွင်းတွေမှာစဘာမရေရသေးပေမဲ့မိုးရွာတဲ့အတွက်စဘာပြင်တွေလဲကျပျက်စီးတာတွေလည်းရှိကြောင်းနဲ့တောင်သူတွေရဲ့တောကတွေလည်းမတူညီကြောင်း၎င်းတောင်သူကပြောပါရယ်။ မိုးထိပ်ပြီးရေမြုပ်ခဲ့တဲ့ဇဘာတွေကြာသွားပါကစံသားမကောင်းတော့ကြောင်းနဲ့စံရည်အသွေးလဲကြကုန်ကြောင်းအဝါရောင်ဖောက်ပြီးဇဘာကုန်တွေတွေလည်းမကြိုက်ကြတော့ကြောင်းနဲ့ကျက်စာဘဲစာအဖြစ်လောက်သာဈေးရနိုင်တော့ကြောင်းဇဘာဆိုင်တောင်သူတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။အဲ့လိုပဲဇဘာပြင်တွေရေသိမ်းနေစေကာလမှာအချိန်ခါမဟုတ်မိုးရွာသွန်းတဲ့အပြင်ပင်လယ်ရေတက်တဲ့အတွက်ဇဘာကွင်းတွေရေနှင်းမြုပ်မှုအများပြားဖြစ်ပေါ်ခဲ့ကြောင်း ပေါမျိုးနယ်ကစဘာဆိုင်တောင်သူတို့ကပြောပါရယ်။ဒါဖြင့်ရေဆိုနေတဲ့စဘာတွေကိုကြိတ်ခွဲရမှာလဲစဘာတွေကြေးတာဆံဝါဖောက်တာတွေဖြစ်ပွားပြီးလယ်သမားတွေဈေးကောင်းမရပဲဆုံးရှုံးမှုတွေဖြစ်ပေါ်နေကြောင်း၎င်းတောင်သူကဆိုပါရယ်။မိုးကြွားတွေရင်းမှဲ့ပြီးရိမ့်မဲ့စိုက်အေကစိုက်ပျိုးချိန်နဲ့ပြန်ရှင်ကြည့်ပါက စိုက်ပျိုးချိန်စောတဲ့ဧကတချို့မှာအခုရိတ်သိမ်းချိန်မှာထိခိုက်မှုတွေရှိနေကြောင်းစိုက်ပျိုးရေးဌာနကတာဝန်ရှိသူတို့ကပြောပါရယ်အခုနှစ်မွန်ပြည်နယ်အတွင်းမိုးစမဆိုင်ဧက6သိန်း9000ကျော်ရှိကြောင်းစိုက်ပျိုးရေးဦးစီးဌာနနဲ့ဤဆက်သူတွေထံကသိရပါရယ်နောက်ထပ်ကြတဲ့နှုတ်အနေနဲ့2025ခုနှစ်တတိယသုံးပတ်အတွင်း UK အလုပ်လက်မဲ့နှုန်း900ခန့်နှုန်းအထိ မြင့်တက်ဆွေးသတင်းကိုတင်ဆက်ပေးပါမယ်တတိယသုံးလပတ်မှာဗြိတိန်ရဲ့အလုပ်လက်မဲ့နှုန်းဟာ ညွှန်မှန်းထားတာတဲ့900ခန့်တုံးပုံများနေတယ်လို့သိရပါဗျ။ ဒီနှုန်းဟာ2021အစောပိုင်းကာလနောက်ပိုင်းအမြင့်ဆုံးနှုန်းဖြစ်ပါတယ်။ UK အစိုးရဘတ်ဂျက်မထုတ်ပြန်ပြီးနိုဝင်ဘာ17ရက်မှာထုတ်ပြန်ခဲ့တဲ့တရားဝင်အချက်အလက်တွေမှာအလုံးလက်မဲ့နှုန်းမြင့်တက်လာကြောင်းဖော်ပြခဲ့တာဖြစ်ပါတယ်။အခုရာခိုင်နှုန်းဟာဒုတိယ3လပတ်တုန်းကရှိခဲ့တဲ့4.8ရာခိုင်နှုန်းကနေမြင့်တက်လာတာဖြစ်တယ်လို့အမျိုးသားစီးရင်အင်ယုံရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ UK စီးပွားရေးတိုးတက်မှုအားနည်းနေချိန်မှာအခွန်တိုးခေါက်ဖို့ရှိနေတဲ့နှစ်စဉ်ဘတ်ဂျက်ကို လေးပါအစိုးရအဖွဲ့ကနိုဝင်ဘာ26ရက်မှာမထုတ်ပြန်ပြီးတတိယ3လပတ်မှာအလုံးလက်မဲ့နှုံမြင့်တက်လာကြောင်းစင်းအင်းယုံကထုတ်ပြန်လာတာဖြစ်ပါတယ်။တတိယ3လပတ်အတွင်းလေးလဆန်းစစ်သူတွေရဲ့ပုံခံမှန်းချက်မှာအလုံးလက်မဲ့နှုံ၄.၉၀ကိုင်းနှုံအထိမြင့်တက်မယ်လို့ခန့်မှန်းထားတာဖြစ်ပါတယ်။၂၀၂၅ခုနှစ်တတိယ3လပတ်ဟာဇွန်လကနေစက်တဘာအထိဖြစ်ပါတယ်။ လာစားပေးရမယ့်အရေးအတွက်ကြာဆင်းနေပါတယ်။လွန်ခဲ့တဲ့17လအတွင်းမှာအလုံးလက်မဲ့နှုံကြာဆင်းနေတာဖြစ်ပါတယ်လို့ဆိုပါတယ်။လေဝါပါတီဟာ16လအတွင်းလူမှုအကြိုက်ကြာဆင်းနေပါတယ်။နောက်ဆုံးအားသာတဲ့တဲ့ပုံအနေနဲ့အာဆင်နယ်ချန်ပီယံဖြစ်မယ်လို့အော်တာခမ်းမန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီရာသီပရီးမီးယားလိမှာအာဆင်နယ်ချန်ပီယံဖြစ်မယ်လို့အော်တာကခမ်းမန်းခဲ့ပါတယ်။ အာဆင်နယ်နိုင်ပွဲဆက်တာရပ်တန့်သွားပြီးဂိုးရီပြန်ပေးလာရပေမဲ့အာဆင်နယ်ရဲ့ပရီးမီးယားလိချန်ပီယံဖြစ်ခွင့်ဟာရော့ကျမသွားခဲ့ပါဘူး။အော်တာရဲ့စူပါကွန်ပျူတာကရာသီအကုန်ဆုံးချိန်မှာမန်စီးတီးကိုရမှတ်9မှတ်ဖြတ်ပြီးအာဆင်နယ်အသင်းချန်ပီယံဖြစ်မယ်လို့ခန့်မှန်းနေစေပါ။အာဆင်နယ်ရဲ့ချန်ပီယံဖြစ်နိုင်ခြေရခိုင်နှုန်းဟာ63.6%တိုင်းနှုန်းရှိနေပြီးမန်စီးတီးက22.9%တိုင်းနှုန်းသာရှိနေပါတယ်။လက်ရှိပရီးမီးယားလိချန်ပီယံလီဗာပူးကချန်ပီယံဖြစ်နိုင်ခြေ9%အထိကျဆင်းသွားပါတယ်။ ရာသီကုန်ဆုံးချိန်မှာအာဆင်နယ်ကရမတ်80စိန်မန်စီးတီးကရမတ်83မတ်လီဗာပူးကရမတ်68မတ်ရမယ်လို့အော့ပတာကခန့်မှန်းထားပါတယ်။အာဆင်နယ်က2004ခုနှစ်မှာရှုံးခွေးမရှိချန်ပီယံအဖြစ်ရွှေဖလားကြီးသိမ်းပိုက်ပြီးတဲ့နောက်ပရီးမီးယားလိချန်ပီယံဆုနဲ့ဝေးကွာနေတာပါ။11ရုပ်တံရဲ့နိုဝင်ဘာလ14ရက်နေ့မနခင်သတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးကြရတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။